အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုကြိုပါတယ်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့အမြဲတမ်းအတွေ့အကောင်းဆုံးကျမ်းမာရေးအကြံပေးချက်များဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်လူတွေတော်များများကဆရာဝန်ကိုတော်တော်အားကိုးကြပါတယ်အားကိုးထိုက်ပါတယ်ဘာကြောင့်ဆိုတော့ဆရာဝန်ပညာကိုရဖို့နှစ်ပေါင်းများစွာသင်ယူလေ့လာခဲ့ရတယ်ဆရာဝန်အတွေ့အကြုံရအောင်လဲနှစ်ပေါင်းများစွာလေ့ကျင့်ခဲ့ရပါတယ်ဒါကြောင့်အားကိုးထိုက်ပါတယ်လို့ပြောတာပါ ါဒါဆိုရင်လုံးဝအားကိုးထိုက်တလားလို့ထပ်မေးခဲ့ရင်ဒီလိုလဲမဟုတ်ဘူးလို့ဖြေရပါလေဆရာဝန်ဆိုတာကအရာရာကိုတည်သူလို့မထင်မှတ်စေချင်ပါဘူးဆရာဝန်မတည်တာတွေလည်းအများကြီးရှိပါတယ်အထူးကဆရာဝန်တွေဆိုရင်သူတို့ကျွမ်းကျင်တဲ့နယ်ပယ်မှာတော့ဆရာတစုပါပဲဒါပေမဲ့အခြားနယ်ပယ်မှာဆိုရင် အများကြီးမတည်ကြပါဘူးအနောက်တိုင်းဆေးပညာရဲ့ဖခင်ကြီးကအစာကဆေးပဲဆေးကလည်းအစာပဲလို့ပြောခဲ့ပါတယ်အဲ့ဒီဇာတ်ကားကအမှန်တရားပဲတဲ့နားမှာရှိတဲ့အစားအစာတွေကို ထင်မသေးပါနဲ့သုံးတိုင်ရင်အဲ့ဓာတွေဟာစီးရီကြီးပဲလူတယောက်ကယာဒီအကူအပြောင်းမှာအေးပတ်တုတ်ကွေးဖြစ်ပြီးခြေကန်းကိုတွားပြတယ်ဆိုပါစို့ဆရာဝန်ကတေချာစမ်းတက်ပြီးဆေးပေးလိုက် အချို့ဆရာဝန်တွေကဆေးပါထိုးပေးလိုက်ပြီးတော့ဆေးဘိုးဝါးကလည်းပေးလိုက်ရဆေးဘိုးရဲ့ဝါးကကအမြဲဈေးပိုကြည့်ပါတယ်၃လရက်လောက်ဆိုရင်ယောဂပျောက်သွားတယ်တကယ်တော့ဆရာဝန်ကြောက်ယောဂပျောက်သွားတာမဟုတ်ပါဘူးဗိုင်းရပ်စ်ယောဂပိုးမှဆေးမရှိပါဘူးဆရာဝန်က ယောဂလက္ခဏာကိုသာကုပေးလိုက်တာပါတကယ်လို့ဆေးရုံဆေးကန်းကိုကြောက်ပြီးမသွားလဲဗိုင်းရပ်စ်ယောဂဘိုးကြောက်ဆိုရင်မကြခင်ရပိုင်းအတွင်းမှာပဲပျောက်သွားမှာပါပြောကျင်တာကအချို့ပြဿနာတွေကကိုယ်ပါသာကိုအားကိုးရင်လည်းရပါတယ်လို့ပြောကျင်တာပါ ကျန်းမာရေးနဲ့ပတ်သက်တဲ့ဘုဒ္ဓတာရှိတယ်ဆိုရင်ပေါ့လေအခုပြောပြမယ့်အကြောင်းအရာတွေကကိုအားကိုကိုးပြီးလုံနိုင်တဲ့အိမ်သုံးဆေးမီတူလေးတွေကိုစုပေါင်းတင်ပြလိုက်ပါတယ် ဆရာဝန်နဲ့ဆေးရုံဆေးခန်းတွေကိုကြောက်သူတွေဝေကြီးအခက်ခဲကြောက်ဆေးရုံဆေးခန်းကိုလက်လန်းမမီသူတွေနဲ့ဆေးရုံဆေးခန်းနဲ့အလားဝေးဝေးမှနေသူတွေအတွက်အိမ်သုံးဆေးမီတို့တွေကိုတင်ပြလိုက်ခြင်းဖြစ်ပါတယ်။နေမကောင်းဖြစ်တဲ့အခါသက်တောင်အိမ်မှာလုံလို့ရတဲ့နီလန်းကောင်းရှိပါတယ်။ဟိုးရှိရှိကလေးကတုံးလာတဲ့နီလန်းတွေမှုတော်တော်အဆင်ပြေပါတယ်။အနောက်နိုင်ငံတွေမှာလည်းလူအတော်များများတုံးနေကြပြီးတကယ်လဲအကျိုးရှိတဲ့ အိမ်တွင်းကုထုံးတွေဖြစ်ပါတယ်။ကာကြီးအရေးပြပြဿနာအတွက်ဆိုရင်နံပါတ်1အုံးစီ အသား6တာတွေအတွက်တဘာဝအဆိုတတ်ထိန် cream အဖြစ်သုံးလို့ရသလို ရောင်ရမ်းတာကိုလည်းတက်တာစီးနိုင်ပါတယ်။နံပါတ်2ရှားဆောင်လက်ပအေလိုပါရာနေလောင်တာအသေးစားအနာတွေနဲ့အရေးပြရမ်းရမ်းတာတွေကိုတက်တာစီတဲ့အပြင်ရောင်ရမ်းတာကိုရောကြစီပါတယ်။ ရှားဆောင်လက်ပတ်မှာအနာကျက်စီတဲ့အာနိသင်ရှိပါတယ်။ခါခွေးနာကျင်မှုတက်တာစီရန်အတွက်ဆိုရင်ဓမ္မတုံးရေနွေးအိတ်နဲ့ရေခဲအိတ်အစ်စ်ဖြစ်တဲ့ထိကြိုက်တန်းရဓမ္မမဟုတ်ရောင်ရမ်းနေတဲ့နေရာတွေအတွက်ရေခဲအိတ်ကပ်ပေးပါရေခဲကဖူးရောင်တာတွေကိုရော့စီကြွက်သားတွေတောက်တင်းတာဓမ္မမဟုတ်အမြဲတမ်းနာကျင်တာတွေအတွက်ရေနွေးအိတ်ကပ်ပေးပါ ရေနွေးနွေးလေးဖြစ်တင်ပါတယ်ပူလွန်းရင်ပူလောင်နိုင်ပါတယ်ရေနွေးစိန်တာကိုလည်းလုတ်ပြေးနိုင်ပါတယ်ရေနွေးကနာကျင်တာကိုတက်တာစီပါတယ်နံပါတ်၄ကြွက်သားချော့ပေးခြင်းလုတ်ပြေးပါတင်းနေတဲ့ကြွက်သားတွေကိုဖြည်းဖြည်းချင်းဆန့်ထုတ်ပြီးတာက နာကျင်တာကိုတက်တာစီနိုင်ပါတယ်အထူးသဖြင့်ခါလေပင်နဲ့အစ်စ်အမြစ်တွေနာကျင်တဲ့အခါတက်တာစီပါတယ်နာနေတဲ့ကြွက်သားတွေရဲ့ဆန့်ကျင်တဲ့ကြွက်သားတွေကိုဆန့်ထုတ်ဖို့မမေ့ပါနဲ့ မှန်ထဲမှာမြင်ရတဲ့စန့်ကျင်ဘက်နေရာကိုပြောတာပါဒါလည်းမထင်မှတ်လောက်အောင်တက်တာတာကိုတွေ့ရပါတယ်နံပါတ်5စနွေးမုတ်ချူမရိဒီဟင်းခအမွေးကြိုင်ဟာရောင်ရမ်းမှုကိုရော့ကျစေတဲ့အာဏိသင်ရှိပါတယ်နာကျင်တာကိုတက်တာဈေးနိုင်ပါတယ်ဟင်းနဲ့ထည့်စားလို့ရတယ်လို့နိုးတဲ့စနွေးမုတ်နည်းနည်းထည့်ပြီးစနွေးနှုတ်ပူပူလေးလုတော့လို့လည်းရပါတယ်စနွေးမုတ်ကိုရေနဲ့ဖြော်ပြီးလိမ့်စီအဖြစ်ရောင်ရမ်းတဲ့နေရာတွေမှာလည်းလိမ့်ပေးလို့ရပါတယ် ။နံပါတ်6လေညင်းပွင့်ရှေ့ရှေ့ဒုံကလေးကသွားကြိုက်တဲ့နေရာကိုလေညင်းပွင့်ကိုဝါတာနဲ့သွားကြိုက်တာတက်တာပါလေ။ဒါမှမဟုတ်ရင်လေညင်းစီကိုလိမ့်ပေးလို့ရပါလေ။လေညင်းစီကိုပြင်းအားပျော့သွားအောင်ရေနဲ့ရောပြီးမှလိမ့်ပေးပါဒီလိုလုပ်ပြီးလဲတက်တာစီပါလေ။ကငယ်အစာချေစနစ်ပြဿနာအတွက်ဆိုရင်နံပါတ်9ဂျင်ဂျင်ဂျာ ဘိုင်းအောက်တာပြုတ်အာနာနဲ့ကားမှုတာတွေအတွက်အရန်ကောင်းပါတယ်ဂျင်းပြုတ်ရီတောက်လို့ရပါတယ်ဂျင်းအစိမ့်နည်းနည်းလေးကိုဝါစားလို့လည်းရပါတယ်နံပါတ်၈ပူစီနံလက်ဖက်ရည်ပူစီနံဟာပူလန်းချောင်းကျွတ်သားတွေကိုပြည့်ော့စေပါတယ်လေပွားတာဗိုက်ကယ်တာနဲ့အစာမကြေတာတွေကိုတက်တာဈေးနိုင်ပါတယ်နံပါတ်၉ပန်းဒီရှာလကာရည်အပြော့ရည် apple cider vinegar dilute ပန်းဒီရှာလကာရည်စပွဲတင်စွန်းတစွန်းကို ရေ၃လေးအောင်စားနဲ့ရောပြီးတောက်တာကအစာချေရည်တွေထွက်လာအောင် ကူညီပေးပြီးအစာချေဖြတ်မှုကိုကောင်းစေအစာအိမ်နဲ့ဥလန်းချောင်းကျမရည်ကိုလည်းကောင်းစေပါတယ်နံပါတ်10စမုံစပါးစီအစာစားပြီးစမုံစပါးစီအနှဲငယ်ကိုဝါးစားတာကအစာချေချက်မှုကိုအကူအညီပေးပါတယ်လေပွားတာဗိုက်တင်းတာကိုရော့ကျစေပါတယ်နံပါတ်7အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့အစာစာများဒိန်ဂျင်ကီဖာနဲ့အချင်းဖောက်ထားတဲ့ ီးနီးကြီးရွက်တွေမှာဥကိုကျန်းမာရေးကောင်းစေတဲ့ဘက်တီးရီးယားတွေပါဝင်ကြပါတယ်အစာခြေချက်မှုကိုကောင်းစေပါတယ်အစာအိမ်နဲ့ဥလမ်းကြောင်းကျန်းမာရေးကိုကောင်းစေတယ်ဆက်နဲ့အမြင်ဓာတ်များတဲ့အစာအစာများတည်တည်ဝလံဟင်းသီးဟင်းရွက်နဲ့အဆိပ်အစံတွေကို များများစားတာဟာအစာခြေစနစ်ကိုပုံမှန်ဖြစ်စေပါတယ်ဝန်းချုပ်တာကိုကာဝယ်ပေးပါတယ်နမကာကြီးအေးအေးမိတုတ်ကွေးနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေအတွက်ဆိုရင် ံပါတ်73ရေများများတောက်ပါအဲ့ဒီထဲမှာရေပါဝင်သလိုရင်နွေးချမ်းနဲ့ခင်းရည်တွေလည်းပါဝင်ပါတယ်အရေများများတောက်တာဟာချွဲတွေကိုပါစီပြီးလေချောင်းကိုစုစုစီပါတယ်ခန္ဓာကိုယ်မှာရေတက်မနေအောင် လုပ်ပေးပါတယ်ဘလို့နေမကောင်းတာပဲဖြစ်ဖြစ်ရေတောက်တာဟာအရေးအကြီးဆုံးပါပဲနံပါတ်74စားရည်နွေးနဲ့လေချောင်းနာကိုဂလုတ်ကျင်းပေးပါရင်နွေးတစ်ခွက်သေးကိုပင်လယ်စားလဖိတ်ဇွန်းနဲ့တဝက်ကို ထဲ့ပြီးလေချောင်းကိုကာကယ်လုပ်ပေးပါလေချောင်းနာရာတက်တာပြီးရောင်ရမ်းတာကိုလည်းရော့စီပါတယ်15ပြားရည်ဟန်းနေချောင်းဆိုးတာနဲ့လေချောင်းနာတာတွေအတွက်အရန်ကောင်းပါတယ်ဓာတ်ရိုက်စားလို့ရတယ်လို့ရည်နည်းတွေထည့်တော့လို့လည်းရပါတယ်ပြားရည်မှာယောဂါပိုးတွေကိုတည်စီနိုင်တဲ့အာဒီတင်ရှိပါတယ်16ရည်နှင်းငွေရှူပါရည်နှွေးပူပူနွေးနွေးကိုချိုးတာဒါမှမဟုတ်ခေါင်းမှာတပည့်ချုပ်ပြီး ရင်တွေးအိုးကအငွေ့ကိုရှူတာကချွဲတွေကိုပျော်စေပါတယ်နှာခေါင်းပိတ်တာကိုတက်တာစေပါတယ်ဆက်ခွန်ကျက်စွတ်ပြုတ် chicken soup ကျက်စွတ်ပြုတ်ကတောက်လို့အလွန်ကောင်းပါတယ်ခန္ဓာကိုယ်မှာလည်းရေဓာတ်ကိုဖြည့်ပေးရာရောက်ပါတယ်ရောင်ရမ်းတာကိုတက်တာစေတဲ့အတွက်အေးမိရဲ့ယောဂလက္ခဏာတွေကိုတက်တာစေပါတယ်ငါအိတ်ဆက်ခြင်းနဲ့စိတ်အေးလေဖြစ်စေရန်အတွက်ဆိုရင်ဆက်ရှိလဗန်ဒါစီ လက်ဘန်ဒါအစီအူလေထဲမှာ ပြန့်အောင်လုတာကစိတ်အေးလက်ရည်ဖြစ်စီပြီးကောင်းကောင်းအိပ်ပျော်စီးပါတယ်ခေါင်းမှာအနှဲငယ်ထည့်ပေးလို့လည်းရပါတယ်အရေပြားမှာလည်းလိမ့်လို့ရပါတယ်တခုသိစီကျင်တာက အရေပြားမှာလိမ့်ရင်တော့အမြဲတမ်းရေနဲ့ရောပြီးမှလိမ့်ပါ19စကားနဲ့ရေနွေးစိမ့်ပြီးပါစကားထည့်ထားတဲ့ရေနွေးထဲမှာစိမ့်တာကကြွက်သားတွေကိုပြော့စီးပါတယ်ဒီလိုလုံးတက်နောက်တက်တာဖြစ်စီတာမို့ ောင်းကောင်းအိပ်ပျော်ပါတယ်ကြွက်တက်တာကိုလည်းကောင်းစီပါတယ်အစားဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်နောက်အောင်လောလောကူကြည့်ရှုနိုင်ဖို့ subscribe ကိုတစ်ကြိမ်တင်ပေးထားပါလို့မေတ္တာရက်ခံပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်လူသားအားလုံးလူနဲ့ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် have a nice day